People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 18ရက်နေ့အတွက်နားဆင်ရမှာကဘန်ကောက်မှာစစ်ကောင်စီခေါင်းဆောင်မလေးရှားဝန်ကြီးချုပ်နဲ့တက်ဆင်တို့တွေ့ဆုံတဲ့သတင်းနှစ်စန်းတရက်နေ့မှာမိုးကုံမြို့ကိုစစ်ကောင်စီလေတပ်ဘုံကျဲတဲ့ဖြစ်စဉ်နောက်ဆက်တွဲငလင်းချောင်းမန္တလေးမြို့ကပြိုလက်ဆအဆက်အအုံတချို့ထပ်ပြီးပြိုကျတဲ့အခြေအနေကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူဦးဟန်သာငိမ့်ကိုလွတ်ရက်စေကန်ဒီမှလွှတ်ပေးတဲ့အကြောင်းဒီသတင်းတွေပြောပြသွားမှာပါ။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝထရာဟာအာနာသိမ်းမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်နဲ့အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်တို့ကိုဘန်ကောက်မြို့တော်မှာတွေ့ဆုံခဲ့ပါတယ်။သက်ဆင်ဟာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အာဆီယံရေးရအကြံပေးအဖြစ်ခန့်အပ်ခံထားရသူလည်းဖြစ်ပါတယ်။ April 18ရက်နေ့ညနေပိုင်းက Rosewood Hotel မှာသက်ဆင်ကမင်းအောင်လိုင်ရောအန်ဝါကိုပါညစာစားပွဲအတွက်ဖိတ်ကြားပြီးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီညစာစားပွဲအတွက် ဟိုတယ်တဝိုက်မှာလုံခြုံရေးအစီအမံတွေကိုတင်းကျပ်ထားခဲ့တယ်လို့ဆိုပါတယ်။သက်စင်ဟာနေ့လယ်ပိုင်းကတည်းကဟိုတယ်မှာကြိုးစောင့်နေခဲ့ပြီးထိုင်းစံတော်ချိန်နေ့လယ်3နာရီမထိုးခင်မှာအန်ဝါနဲ့မဲအွန်လိုင်းတို့လိုက်ပါလာတဲ့ရှင်တန်းနှစ်ခုကမိနစ်ပိုင်းသာခြားပြီးရှေ့ဆင်နောက်ဆင်ရောက်လာခဲ့တာပါ။မဲအွန်လိုင်းရဲ့ရှင်တန်းရောက်လာပြီးမကြာခင်မှာပဲအာရှငင်းချဲရင်လည်းရင်ကြားစစ်ရေးကောင်စီ APRC ရဲ့ဥက္ကဋ္ဌကဟိုတယ်ကနေထွက်ခွာသွားတာကိုတွေ့ခဲ့ရပါတယ်။ဟိုတယ်အတွင်းရော အပြင်မှာပါ ယူနီဖောင်းဝတ်နဲ့ရောအရက်ဝတ်ရဲတွေကိုပါလုံခြုံရေးဖြန့်ကျက်ထားပြီးထိုင်းရဲတပ်ဖွဲ့စေးယုံရဲအမှတ်တရစိတ်ပါတဲ့လူနာတင်ရင်တစည်းကလည်းဟိုတယ်နားမှာအသင့်အနေအထားရထားကြောင်းမျက်မြင်တွေကပြောပါတယ်အစည်းအဝေးကျင်းပနေချိန်အတော်အတွင်းဟိုတယ်ဝင်းထဲကိုမီဒီယာတွေဝင်ရောက်ခွင့်ကန့်သက်ထားတယ်လို့လည်းသိရတာပါအခုတွေ့ဆုံမှုရဲ့အသေးစိတ်အချက်အလက်တွေကိုမသိရပေမဲ့မြန်မာနိုင်ငံရေးအချက်အတဲကိုညှိနှိုင်းဖြည့်ရှင်းဖို့ဖြစ်နိုင်ခြေရှိကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။စောပိုင်းတုန်းကသစင်ဟာ မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးဖို့အလားအလာတွေရှိနေစေလို့ယုံကြည်ကြောင်းမှတ်ချက်ပေးထားခဲ့မှုပါတယ်ရှင်။ဒီနေ့မြန်မာနှစ်၁၁ရက်နေ့ April 18မနက်ပိုင်းကမန္တလေးတိုင်းမိုးကုံမြို့ကိုစစ်ကောင်စီလေတပ်ပုံကျဲတိုက်ခိုက်လို့အရက်သား၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒီမနက်၁၀နာရီဝန်းကျင်မှာမိုးကုံမြို့အရှေ့ပိုင်းကစုပ်ရွာဘက်ခြမ်းနဲ့မြို့အနောက်ခြမ်းတစ်စိန်ကုန်းရွာတို့ကိုတိုက်လေရနဲ့ပုံကျဲတာလို့ပြည်ဦးလွင်ခရိုင်ပကဖားသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။ ။မိုးကုံမြို့ကန်တအူးကလည်းဗုဒ္ဓဘာသာဝင်တို့ရဲ့နေထူးနေမြတ်မှာမိုးကုံမြို့ကိုစစ်ကောင်စီလေးတပ်ကပုံချေတိုက်ခိုက်တာလို့ပြောပါရယ်။ဒီမနက်စစ်ကောင်စီကောင်းဆောင်ကနှစ်ဆန်းတရက်နေ့နှစ်သက်မိန်ကွန်ပြောရမှာမြန်မာနိုင်ငံအတွင်နေထိုင်ကြတဲ့ပြည်သူတွေဘေးပရာဝေးပြီးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေဆိုပြီးဆုတောင်းစကားထည့်ပြောခဲ့တာပါ။ဒါပေမဲ့စစ်ကောင်ဆောင်နှစ်သက်မိန်ကွန်ပြောပြီးနိုင်ပိုင်းအကြံမှာပဲမိုးကုံမြို့ပုံချေတိုက်ခိုက်ခံရတာလည်းဖြစ်ပါရယ်။ ပြီးတော့တကြံကာလတွင်မှလည်းစစ်ကောင်စီရဲ့လေတပ်ကဖုံးကြီးကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်လို့ကရင်ပြည်နယ်ကြုံတိုးမြို့တဝိုက်မှာရပ်သားထိခိုက်သေးဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။အခုတိုက်ခိုက်ခံရတဲ့မိုးကုံမြို့ကတော့ပြီးခဲ့တဲ့နှစ်လပိုင်းကစတဲ့10-20ခုစစ်ဆင်ရေးဒုတိယပိုင်းမှာတအန်းတ TNLA ကတင်ထားတဲ့မြို့ပါ။မိုးကုံမြို့ကို TNLA တင်ယူထားချိန်ကတည်းကအပြင်းအထန်ပုံကျဲတိုက်ခိုက်ဖို့စစ်တပ်ဝါဒဖြန် Telegram Channel တွေကလှုံ့ဆော်ခဲ့မှုပါရရှင်။ မန္တလေးမြို့မှာဒီနေ့ April 18ရက်နေ့ကပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပြိုလက်ဆအဆောက်အအုံတချို့ထပ်ပြီးပြိုကျခဲ့တယ်လို့မြို့ကန်တွေပြောပါတယ်။ဒီနေ့နေ့ကပိုင်းတနာရီ3မိနစ်လောက်ကပသိမ်ကြီးမြို့နယ်အတွင်းဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အား၄.၅ Richter scale ရှိတဲ့ငလင်းကြောင့်မန္တလေးမြို့ရဲကငလင်းတန်ခံထားရတဲ့မစိုးရိမ်တိုင်းမာကြီးရဲ့အစိတ်အပိုင်းတချို့ပြိုကျခဲ့တယ်လို့သိရပါတယ်။အတန်တဒုံတုံးပါမြည်တယ်အကုန်အိမ်တွေကနေထွက်ပြေးရတာ ငလင်းရှောင်ပြီးဒီနေ့မှအိမ်ပြန်ရောက်တာဘလို့ဆက်လုပ်ရမှန်းမသိတော့ဘူးလို့မန္တလေးမြို့ကန်တဦးကပြောပါတယ်ဒီနေ့လှုပ်ခတ်တဲ့နောက်ဆက်တွဲငလင်းကအနှဲငယ်ကြမ်းခဲ့တာကြောင့်နေမြေကန်မိသက်တွေလည်းရှောက်ဝေးကဲစေးကြီးအတွက်လှဲ့ပတ်ကြည့်ရှုနေရတယ်လို့မန္တလေးမိသက်တပ်ဖွဲ့ကအရာရှိတဦးပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းမန္တလေးမှာမိုးအပြင်းထန်ရွာလို့ငလင်းတန်းကြောင့်ရိုင်းနေတဲ့တိုက်တချို့ပြိုလဲခဲ့ပါသေးတယ်မတ်လ28ရက်နေ့ကစကိုင်းငလင်းကြီးလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲမြင်းငလင်းတွေဟာ ဧပြီလတတိယပတ်အထိမကြာခဏလှုပ်ခတ်နေတာ ဖြစ်ပါတယ်။ဒါကြောင့်မတလေးမြို့နယ်ငလင်းတဲ့ပြည်သူတွေဟာလည်းညဘက်တွေမှာကောင်းကောင်းအိတ်မပြောဘဲစိုးတထိတ်ထိတ်နဲ့နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီနေ့လှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင်းကိုမတလေးမြို့အပြင်သခိုင်းမြို့နယ်ပြင်ဦးလွယ်မြို့တွေမှာပါတိတိတတ်တာခန်းစားလိုက်ရတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။အနာသိန်းစားကမတရားဖမ်းဆီးထောင်ချထားတဲ့ကမာရွတ်မီဒီယာပူးတွဲတီထောင်သူ ဥဟန်သာငိန်ကိုထောင်တန်းရက်စေးဖို့တပတ်အလိုဒီနေ့မှစစ်ကောင်စီကလှုပ်ပေးလိုက်ပါတယ်။အာနာသိမ့်ပြီးတလအကြာမရှလာကိုရက်ကရန်ကုန်မြို့မှာရှိတဲ့ကမာရွတ်မီဒီယာတိုက်ကိုစစ်ကောင်စီတပ်ဖွဲ့ကဝင်ရောက်စီးနင်းပြီးကမာရွတ်မီဒီယာတီထောင်သူတွေဖြစ်တဲ့ဥနေတန်မောင်နဲ့ဥဟန်သာငိန်တို့ကိုဖမ်းဆီးခဲ့တာပါ။အဲ့ဒီနောက်သူတို့နှစ်ဦးကိုစစ်ကြောခဲ့ပြီးအမေရိကန်နိုင်ငံသားဖြစ်သူဥနေတန်မောင်ကိုတော့ဖမ်းဆီးပြီးလေးလနီးပါးအကြာမှာအမှုရုပ်သိမ်းပြီးပြည်နှံတန်ပေးခဲ့ပါတယ်။ဥဟန်သာငိန်ကိုတော့ဖမ်းဆီးပြီးတစ်နှစ်အကြာမှာ နိုင်ငံစုပူအောင်လှုံ့ဆော်မှုရာဇသက်ကြီးပုံမှ905ကကြီးနဲ့ထောင်တန်းနှစ်နှစ်ချခဲ့ပါတယ်။ဒါအပြင် electronic ပုံမှ33ကကြီးနဲ့လည်းထောင်5နဲ့ထပ်ချခဲ့ပါသေးတယ်။ဥဟန်သာငင်းရဲ့ကျွမ်းမာရေးအခြေအနေနဲ့စိတ်သက်ကြန့်ခိုင်မှုကကောင်းမွန်ပေမဲ့အချင်းထောင်တွင်၄နှစ်ကျော်ကာလမှာခါနာဝေဒနာခံစားခဲ့ရပြီးခါစစ်ရိုးကျွံသွားတာကြောင့်ခွဲစိတ်ကုသမှုလုပ်ဖို့လိုအပ်နေတယ်လို့ကမာရွတ်မီဒီယာတီထောင်သူဦးနေသံမောင်က အသိပေးပါတယ်။ ဒီနေ့မြန်မာနှစ်ဆန်တရက်နေ့မှာအာနာသိစစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့အကျဉ်းထောင်တွေနဲ့အချုပ်ထောင်တွေကအကျဉ်းသူအကျဉ်းသား4863ဦးကိုပြစ်ဒဏ်လွန်ကျင်권ပေးတယ်လို့ကြေညာထားပါတယ်။စစ်ကောင်စီရဲ့လွန်ကျင်မှာနိုင်ငံရေးအကျဉ်းသားဦးရေပာဝင်မှုပမာဏကဒီနေ့နေကင်ပိုင်းအထိကောက်ယူရရှိတဲ့စည်ရင်အယောက်အယောက်60ခန်းသာပာဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါရရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါလိမ့်ရှင်။